အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အဆီဇင်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေကျွန်တော်ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒီနေ့ညမှာတော့ခင်ဗျားနဲ့ကျွန်တော်နည်းနည်းလေးဆွေးနွေးခြင်းနဲ့ပေါ့နော်။အမှန်တကယ်ပြောရင်တော့ဒီ topic ကိုကျွန်တော်ဒီနေ့အပြင်ကပြန်လာရင်းနဲ့ကျွန်တော်ဖုန်းသုံးနေရင်းနဲ့မှာ topic တစ်ခုကျွန်တော်တွေ့သွားတယ်။တွေ့တဲ့ဥစားမှာဒါ comment ကိုဖတ်မိရင်လည်းအဲ့ဒီ topic ကိုကျွန်တော်ပို့ပြီးစဉ်းစားဖြစ်တယ်ပေါ့နော်။အဓိက topic ကတည်တဲ့အတိုင်းပဲဒါကျွန်တော်တို့ အန်တိုနီတယောက်ပေါ့ဒါကျွန်တော်တို့အန်တိုနီတယောက်သူ့အနေနဲ့ဒါကျွန်တော်တို့ဝမ်းနေမိတဲ့အကြောင်းကိုဒါသူ့အနေနဲ့ဒါမန်ချက်စတာယူနိုက်တက်မှာကစားတဲ့နေရာတိုင်းကသူ့အတွက်ကဒါတော်တော်လေးကိုခက်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 ဖြစ်ခဲ့ပြီးတော့သူ့အနေနဲ့ဒါကျွန်တော်ရီယယ်ဘက်တစ်ကိုရောက်မှာပဲသူ့အနေနဲ့ဘောလုံးပြန်ဆော့ခြင်းနဲ့စိတ်ကလေးတွေပြန်ဖြတ်သွားခဲ့ပြီးတော့ဒီဟာတွေအတွက်လည်းဒါကျွန်တော်တို့အများကြီးအများကြီးကျေးဇူးတင်တယ်ဆိုပြီးသူကတော့သူယင်ဖွင့်လာခဲ့တယ်ပေါ့နော်သူ့အနေနဲ့ဒါငိုရောင်ငိုတယ်ဆိုတဲ့ဒါအင်တာဗျူးတစ်ခုသူတွေ့လာခဲ့အဲ့တော့ဒီနေ့မှလာကျွန်တော်မနိုင်ပြောမှာဆို of course ကစားသမားတိုင်းကသူရဲ့လက်ရှိ club ကိုကောင်းတယ်လို့ပဲပြောမှာဘယ်သူကတော့တောင်းမကောင်းဘူးတောင်းပြောမှာပေါ့နော်အဲ့တော့ဒါကျွန်တော်အဲ့ comment လက်ဖက်လိုက်ကွာဒီနေရာမှာသူကသူအဲ့ပေါ့ဟိုအဲ့ comment ကောင်းတဲ့ comment ကောင်းကျွန်တော်တော့ကြည့်မယ်ထင်မသိပါဘူးအဲ့ကိုတရား comment လုပ်ထားတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူကသူဒါကျွန်တော်တို့ဟို ကန်နေတာကောင်းဆိုက်ရလာကြမမဲ့ရအန်တိုနီနဲ့ဒါကျွန်တော်တို့အာစနယ်ကူလည်းဂိုးတွေအတွင်းနေတာတော်တော်လေးကိုကောင်းတယ်ပေါ့နော်တော်တော်လေးကိုသူ့ဘက်သူကောင်းနေတာကောင်းသူ့ဘက်သူ360ဒီဂရီလဲ့နေတာပါဒါပေမဲ့အဲ့ဒီအချိန်မှာမှဒါကျွန်တော်တို့ဟိုကစားသမားဟောင်းဆိုတဲ့ဒါကျွန်တော် legend ဆိုတဲ့ကစားသမားတွေကနေပြီးတော့ဝေဖန်မှုတွေလုပ်တယ်ဒါမီဒီယာတွေနဲ့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ထိုးနှက်ချက်တွေနဲ့အတူဒါကျွန်တော်တို့အေးပေါ့ဟို အဲတန်တရာနဲ့မတန်ပါညာဆွဲစကားလုံးနေတူတာကျွန်တော်ထိုးနှက်တယ်ပေါ့နော်ဒီနေရာမှာတာကုန်းကဘောသူပဲ social media ဆိုတဲ့ခေတ်ကြီးကတော်တော်လေးကိုထူးဆန်းနေဗျတော်တော်လေးကိုစိတ်ပြတ်ဖို့လဲကောင်းတယ်လို့ပြောလို့ရတဲ့ခေတ်ကြီးတခုပေါ့ဒါခမရတော့ကျွန်တော်ပုံမှန်လေးပြောမယ်ညီကိုဒူတာ brother to brother ညီကိုကျွန်တော်လည်းရှိမှတောင်းတန်းကျွန်တော် comment မဖတ်ဘူးဒါကျွန်တော်နဲ့ကို channel တာ share ပါပါတူတဲ့ chat တွေတက်ကတစ်ချက်ဒါကျွန်တော် comment ဖတ်ပြီးကျွန်တော်တောင်းတန်းကို sensitive ဖြစ်တယ်ဘာလို့လဲတိတယ် comment ဆိုဗျခဏဘလောက်ပဲခမရခမရကောင်းအောင်ပြောပြော ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ခုနကကျွန်တော် my sport market ကျွန်တော်လုပ်လာတာကြထူးဆန်းတဲ့ကိစ္စမှုတာဒါဘလောက်ပဲခမခမဆောက်ရဲ perfect ဖြစ်မြင်အောင်ပြပြောအောက်ကထိုင် blame မဲ့ကောင်တော့ရှိတယ်ဆောက်ရဲပေါက်ကွဲလာရင်အဲ့ညမှာအဲ့ကောင်ကျွန်တော်ခမညိတယ်ညိရင်ဒါရှုပ်ရှက်ခတ်ပြီးပို့ဆိုးတယ်အဲ့တော့ခါရင်အဲ့ကောင်ကလည်းခုနကပြန်ပြီးခမတို့ခမတို့ဆောက်ရဲကောင်းနေထင်တဲ့ကောင်ကအဲ့ဘဲကဒီလိုမျိုးဆောက်ကျင့်ရှိတာဆိုပြီးတော့ Facebook မှာပြန်ဖွာမပြီးတော့အဲ့တော့ကျွန်တော်တောင်း comment နဲ့ကျွန်တော် reply မပြန်လို့ဒါ comment မဖတ်တာကြီးလည်းများတယ်တောင်းတောင်းဒါကျွန်တော်တို့ video တင်ပြီးကျွန်တော်ဒါတချို့ကျွန်တော်ကျေးဇူးတင်ပါကျွန်တော်မှဒါပြဿနာကျွန်တော်မှ editor တို့ပါကျွန်တော်ဟို ကျွန်တော်မှဒါဘာလို့မလုပ်ပြီးမလဲကျွန်တော်ဗီဒီယိုတင်ပြီးပြီးပြီးချင်းကျွန်တော်တင်လိုက်တာပဲရှိတာကျွန်တော်မှဒါတွေ comment တွေမှာလည်းဖတ်ပြီးမလို့ရှိတယ် edit ပေးရလို့လည်းမရှိဘူးဒါဘာမှလည်းမ share ကြအောင်ဘူးတခြားကျရင်ကျွန်တော်ဗီဒီယိုမားတင်ရင်ဒါ caption တွေပိုင်းမှားနေရင်ဒါဥပမာပွဲကြုတ်ပွဲပြီးဆိုခဏခဏမှားတယ်အဲ့ဒါကျရင်ကျွန်တော်ဒါစကားတွေဒါကျွန်တော် Facebook chat ထဲကစကားလာပြောတူရရှိအဲ့ဒါကျရင်အများကြီးကျူးတင်ပါတယ်ဘောနော်ဒါပါအဲ့တော့ခုနကပြောလို့ကျွန်တော်တို့လို့ဒါတာမန်လူတွေဒါကျွန်တော်ခုနကပြောလို့လက်ရှိမှာကျွန်တော်ရဲ့ ဟို YouTube ဆိုရင်ဒါတကယ်ဘုံသမားတွေရဲ့ဆယ်ဖို့တမှုမျိုးနဲ့အပူတရားတမှုတော့မရှိတဲ့အချိန်မှာဒီလိုမျိုးစကလုံးတလုံးတော့ကျွန်တော်လောက်ထိခိုက်နေတယ်ဆိုရင်ကစားသမားခင်ဗျာဘယ်လောက်ထိစိတ်ဓာတ်ကျနေမလဲအထူးသဖြင့်ဒါအသိကြီးတွေပေါ့နော်ပြီးတော့ဒုတာပေါ့ကျွန်တော်တော်တော်လေးကိုစိတ်ပြက်တဲ့အချက်တော့ဒါကျွန်တော် ကစားသမားဟောင်းဒီနဲ့ so called bonded ဆိုတဲ့ဘေးတွေကျွန်တော်အရင်မုံနေ အမှန်တကယ်ပြောအရင်မုန်းတယ်အခုလက်ရှိမှာဒါသူသူများနိုင်ငံသူ့ဘသူဒါ legend မဖြစ်ပဲ Jimmy Cardi Gar Gary Neville စပါမှာဆိုတော့ကျွန်တော်လက်ရှိမှာအခုမှဖလားရမှာဒါအီးထားဖြစ်တယ် Glenn Hude တို့ဒါလို့ဆိုသူတို့ရဲ့သူတို့ခင်မှာသူတို့ခါမှာသူတို့အတင်းတို့သူတို့လုပ်ပြီးကျွန်တော်လေးစားတယ်မှန်တယ် but they talk so much bullshit trust me Northern Forest တို့အသင်းမျိုးက Jimmy Cardi Gar ကိုဒါ Gary Neville က Jimmy Cardi အဲ့နှစ်ယောက်ထဲတစ်ယောက်ကိုဒါကျွန်တော်အသင်းကဘန်ကျွန်တော်ချိန်တ်တယ်သိလားဒီဘဲတွေကသူတို့အသင်းတွေ legend of the game ကျွန်တော်တကယ်လေးစားတယ်အဲ့ဒါအောင်မှန်ဒါပေမဲ့ beyond that they are bullshitter သိလားကျွန်တော်ပြောတာပြောလိုက်ရင်စောက်တလွဲတွေပြတာပြောတာစောက်ရမ်းတက်တယ်စောက်ရမ်းတော်တယ် okay မှန်တယ်တခါကျရင်လေအဲ့ဒါပြောရလေသိလားခင်ဗျဟိုဘာလဲကိုတိုင်ကမွင်းရချက်တတာမှန်ပဲတကယ်တမ်းစိုင်းကြီးမှာမွင်းကချက်ရောင်းလို့မရတဲ့ကောင်တွေဒီကောင်တွေပဲသိလားတူတက်မှာကိုယ့်အကိုတော့အသင့်စားတာကျွန်တော်မွင်းကနဲ့ဒါကျွန်တော်ဟိုလူကဒီအရလေးထည့်ဒီအရလေးထည့်ချက်ခိုင်းတော့အကောင်းတယ်ဒါပေမဲ့ကိုယ့်အကိုဒါကျွန်တော်ဒီမွင်းကချက်ပြီးစိုင်းကြီးမှာရောင်းမယ်ဆိုအကောင်တွေအကုန်ဖေးတယ်အဲ့လိုကောင်မျိုးတွေသိလား တခါကြရပြခုနအန်တိုနီကိစ္စမှာဒမ်းမယ်ဒါမှမဲ့ရကျွန်တော်မမှီတော့ဆိုအဲ့အကိုကွန်ပျူတာကွန်ပျူတာကျွန်တော်တရားကတော့ဆိုကျွန်တော်ပထမဆုံးဘက်မှာကျွန်တော်နဲ့ကို channel သွားကြည့်တာဗျာမမဲ့အန်တိုနီဒါမန်ချက်စတာယူနိုက်တက်ကိုဒါဝဲလိုက်ပြီးအာစနယ်ကိုဂိုးသွင်းသွားပြီးတကယ်လည်းအဲ့ဒီပွဲတွေမှာနှစ်ပွဲသုံးပွဲမှာအန်တိုတော်တော်လေးကိုကောင်းတယ်ပြီးလည်းပြီးတော့အန်တိုနီနဲ့ဒါကျွန်တော်သူ့ရဲ့အကွက်တွေဖြစ်တယ်ဒါကျွန်တော်360လှည့်တယ်သူပြောတယ်ဒါအကုန်လုံးဝိုင်းဝေပန်တယ်အထူးသဖြင့်ဒါမီဒီယာတွေနဲ့ပန်တက်တယ်ဒါကစားကွင်းထဲမှာဒါမျိုးတွေမလို့အကြီးအဆုံးကဘာလဲဒီလားဘာလို့အကြီးအဆုံးပြောလဲဒီစောက်ရမ်းဒါဒါတွေမလို့တင်ဆိုရယ်ပ ပြောတဲ့ဘဲတွေခစ်ကရော်နယ်ဒီညိုကတော့စီဆွတ်ပြီးတော့လုံးသမောက်ခံခဲ့တဲ့ဘဲတွေဗျာအဲ့ဒါကိုအနာမကျက်သေးတာကျွန်တော်ဒဲ့ပဲပြောမယ်တိလားသူတို့ခစ်က flag flag ကစားသမားတွေသူတို့က10စားဆိုအန်တိုနီ360မို့920လဲတာတဲ့ရော်နယ်ဒီညိုဗျာကိုင်းထဲမှာရှာလီတစ်လစ်တစ်လစ်နဲ့အကုန်လုံးသမောက်ငုတ်တုတ်လီခံခဲ့ရတဲ့ဘဲတွေကျွန်တော်ပြောသီးလားဘာလို့မလုံးသင့်ဘူးလဲကျွန်တော်ပြောတာအဲ့ကမဆောင်ရမ်းကောင်းတဲ့ဘဲတွေလီတုံးတန်းဆိုဒါကျွန်တော်တို့နေတဲ့ကောင်တွေဝင်မပြောဘူးသီးလားဝင်မပြောဘူး ။ဟောသူတို့သိတယ်လေ။အခုလက်ရှိမှာဒါကျွန်တော်ရွှေမာကိုဗန်ဘတ်စတန်တို့ပေါ့တောင်းတောင်းကျပြောလာမှာ။အခုလက်ရှိခင်ဗျလီယိုနယ်မက်ဆီရိုနယ်ဒိုတို့နားပြီးသွားပန်တစ်လုံးမယ်ခင်ဗျထင်လားကျွန်တော်ပြောတာ။ဆောက်ရမ်းကောင်းတဲ့ဘဲတွေကတော့ခင်ဗျကြည့်လိုက်အခုလက်ရှိမှာခင်ဗျတောင်းတောင်းဟိုဒါဝင်ကြည့်လိုက်ခင်ဗျအလက်ရှိမှာကျွန်တော်ဆောက်ရမ်းကောင်းတဲ့ဟိုမှာလက်ရှိမှာဆောက်ရမ်းတော်လာတဲ့ဘဲတွေပန်တစ်တော်တော့ကျွန်တော်ဒီနေရာမှာကျွန်တော်ပန်တစ်လုံးတွေတော့မှာဆောက်ရမ်းလေးစားရဲ့ဘဲရှိတယ်။ Ian right Ian Wright the immortal မတကယ်ကျွန်တော် Arsenal legend တယောက်ဖြစ်ပြီးမှကျွန်တော်တော့ကတကယ်ဘောတော့ woman game တို့လည်းဒီပဲပါတယ်ကစားသမားတွေကိုသူထိတ်ဆုံးကနားလေဆိုပြန်ပိုးလေမျိုးစပါကောင်းရင်တော့မသူ့ရဲ့မျိုးကံပြန်မှာခါတီလို့နဲ့ပြန်စပါကောင်းကောင်းကြောင့် Ian Wright ကြီးပြောပေးတယ် ဒီလိုမျိုးဖြစ်နေရမယ်ကစားသမားဒါစိတ်တက်ကြရင်ကစားသမားတွေဒါကျွန်တော်လက်ရှိမှာဒါခါကြရင်ပြကျွန်တော်လေဟိုနဗီတို့ဘာလို့နာမယ် United ကိုကျွန်တော်ဟိုသဘောကျတဲ့အချက်တွေရှိတယ်မယ်နဗီတို့ဘာအသက်မှာဒလီလီတို့ဘာလို့ဒါငိုပြလိုက်ဟာအသက်ပေါင်ကြီးတွေကင်အရင်ဟာဝမ်းနေပြပြီးရင်ကစားသမားတွေဒါနီးပြတွေဒီကောင်တွေပဲလို့ပြခမရတိလာကစားအခုချိန်မှနေဒါပို့ရမှာမဟုတ်ဘူးတိလာဒီကောင်တွေပြောတဲ့ကစားသမားတက်တဲ့တော့ကတော့တယောက်တယောက်ကတခုခုကမလို့သေးလို့ဖတ်မျိုးကောင်းမဆိုကောင်းတော့ဒါကျွန်တော်တစ်ချိန်ကဂျာမန်ကိုသွားဖြစ်တဲ့အန်ကီလိုလောက်ကြီးဒီကောင်တက်တက်လောက်ကိုအောင်နောက်နောက်ရမှာမဆိုဘူးဟုတ်လား စကားဆိုတာလေပြောရင်ပြောကျွန်တော်ကျွန်တော်တို့ခုနကသူတို့လိုမျိုးအင်တာနက်ရှာကျွန်တော်လိုတွေကိုတွေပြောတဲ့စကားကိုနားမလို့ကျွန်တော်တုံးတန်းကစားသမောက်ကျွန်တော်မွေးပန်းဘူးဘာလို့ဆိုတော့ကျွန်တော်ခုနပြောသူကကျွန်တော်ခမရလာပြောရင်ကျွန်တော်မကြိုက်ဘူးခမရခမရကိုပြောရင်မကြိုက်ဘူးဘယ်သူမှကိုယ့်ကိုပြောရင်ကိုမကြိုက်ဘူးအေးခုနပြော international superstar ဆိုတာဒီလိုမျိုးအများကြီးကြုံတယ်ကျွန်တော်ပြောသေးလားလူတယောက်ကပြောသူက United ရောက်ပြီဆိုဘာလို့ကစားသမားတွေက မိမိမိန်သွားပြီးတော့တိုင်တိုင်ပတ်သူ United ကလွတ်သွားပါခင်ဗျာ McDonald's ကိုဒီနှစ်မှာခင်ဗျားတို့ဘလူကစားလဲကိုသွင်းတာလဲခင်ဗျားမတွေ့ဘူးမလားအေးအဲ့ဒါကြောင့်ပဲ United ကထွက်သွားပြီဆိုရင်ဘာလို့ဒီကစားသမားတွေပူကောင်းသွားလဲ media pressure မရှိအထူးသဖြင့် South Paul Pandit တရဲ့ legal ဝေဖန်ခြင်းမရှိတော့ဘူးအဲ့တော့ဘာလို့ United လို့ပြောရလဲ United ကလက်ရှိမှာ media တွေရဲ့ attention ရတာအများဆုံးတော့တသင်းဖြစ်တယ်။ကဘာပေါ်မှာလည်းပြည်သက်များတာဟုတ်တယ်မလား။အဲ့လိုမျိုးပေါ့။အဲ့တော့ဟိုကျွန်တော်တို့မနေ့ပြောမှာဆိုရင် သူတို့ကိုယ်တိုင်လည်းကစားသမားတွေဗျာသူတို့ကိုယ်တိုင်လည်း pressure သမားတွေဒီဘဲတွေကန်ကောင်းတယ်ဒီဘဲတွေပေါ်လုံးကန်တဲ့အချိန်မှာ social media မရှိဘူး social media ကမှတ်ကြည့်ပါလားချီမီကာတွေကလို့ဘဲမျိုးဘလောက်ဒီဝေဘန်ခံမှာခင်ဗျာစမ်းစမ်းကြည့်ကျွန်တော်ကတော့ကိုယ်သွင်းတဲ့ကိုထက်ဒါအုံကိုပုံများတဲ့ဘဲဗျာဒီလားကျွန်တော်ပြောချင်တာအဲ့တော့တခါကျရင်ဗျမော်ရီညိုတို့ပါကြိတ်တယ်ဆိုလက်ခံတယ်စကားသာလေကြီးလေကြီးပြောကိုတိုင်းဒီပြလို့ဆောက်ဖြစ်တကောင်းမှရှိတဲ့ကောင်တွေမဟုတ်ဘူးသူများသာပြောလိုက်ဟာဟိုအားမဟုတ်ဘူးတရားမဟုတ်ဘူးစောက်ကြီးစောက်ကြီးနေရှောင်းအောင်ပြောတယ် တခါတည်းဗျာဟိုတကားတကယ်ကစားသမားတွေခြေတက်အမလည်းရှိပါဘူးဒဇိုင်းယာဒိုးရီတို့ဘာလို့ကစားရင်မလားဖလဲတွေပြင်းနေကစားတယ်ပထမတကောင်တယောက်နဲ့အောင်ချွတ်ပါတကြိုက်နော်ဒါပေမဲ့၃ယောက်၄ယောက်ကိုချွတ်ပါဟိုနော်ဟိုနည်းနည်းလေးအကောင်ဆလွဲပြီးဆိုဟာကြည့်ပါလားကိုင်းထဲမှာဒီလိုမျိုးမကစားလို့လူတွေကိုစောင်းအန်းနေကြောပြခဗျာရုံမအရန်ကောင်းတယ်ဗျာကျွန်တော်ပြောအဲ့လက်ချက်မှုတွေလက်ရှိမှာနောက်ပိုင်းဘောလုံးကစားရေးအရန်ကျစ်လစ်လာတယ်ဟာဖလဲတွေကျွန်တော်အခုလက်ရှိဒါကြည့်လိုက်ဘီရဲ့ကြည့်လို့ဟာဖလဲတွေမှိုင်းတယ်ကဗေချာကဖာစတီလီဟာဒဇိုင်းယာဒိုးရီဟာဘယ်တော့မှိုင်းလဲ န်တစ်တွေပြောရကိုလူးဝစ်ဆန်ဒီကကတော့ကြီးပဲกว่าငါဆော့ချင်လို့ဆော့တယ်မင်းဆော့ဘူးမပါဘူးဆိုပြီးဆော့တာပဲကိုချယ်မလေးပိုင်နဲ့ရောက်သွားပြီ triple ရတော့မယ်အဲတကယ်တကယ်တကယ်အဲ့တော့ကျွန်တော်မြန်မာလေကစားသမားတွေကိုလေကစားသမားဟောင်းနေတဲ့မီဒီယာတွေကပဲတတ်တာပဲ။အဲ့တကယ်ခင်ဗျားအဲ့စကားကျွန်တော်ပြောတဲ့စကားကိုယုံ။သိလား။ United ပြည်သက် United ကစားသမားဆိုပူရောင်ဆိုးသေးတယ်။ဘာ United ကထုတ်ပိုင်ပေါ့ကောင်။ United ကထုတ်ပိုင် Spotlight ကြီးကပျောက်သွားပြီလေ။ အကေကော်မဏီပြဒီဘွဲကိုသွေးနောက်တစ်ဘွဲညံ့ပြီဆိုသူ့ကိုဝိုင်းပြောမယ်လို့မရှိဘူး။နပေါ့စ်ကလူတွေကသူ့ကိုဝိုင်းချစ်ကြ။အေးမင်းနောက်ဘွဲညံ့ပိုကောင်းဆော့ဆိုပြီးကိုဝိုင်းပြောကြမှာ။ United Media ရဟန်း McDominay ရှေ့ဘွဲမှာကိုသွေးမယ်။ချက်ကန်းကိုကြီးသွေးပြီးလူတွေကဘွဲမှာဒါသူ့ရဲ့ချိန်မှန်ပေါ်လာပြီ။အဲ့လိုရေးတာလေ။နပေါ့စ်ကဘလို့ရေးတယ်မှတ်လဲ။နပေါ့စ်ကအခုလက်ရှိမှာဘလို့ပြောတယ်မှာပြည်သက်တွေအနေနဲ့ Scotland ကမွေးပြီးတဲ့သူ့အဖေမေကိုကျေးဇူးတင်ပါတယ်ဒီကိုပြောရတဲ့လူတွေရှိတယ်။အေးအဲ့လိုကွာတယ်။ ဒါတော့အဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 တို့မှာချင်းလူစံပေါအောင်ကုညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမိကြပါဘူးဗျ။အဲအောက်ကကွန်မန့်နဲ့မှာလည်း Youth Sport Media 3.0နဲ့ DB4 တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်မျက်စောကုညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်။မြန်မာကလစ်မှာအမြန်တမ်းဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောနေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပြီ။ကျွန်တော်တို့ရဲ့ Number AC2 ကြတာပေါ့။ DB4 ဗျာအားလုံးမကြိုးတူပါနဲ့။